မ်မတ်ဖိုင်တာကလည်းထိုးနဲ့အနိုင်ယူပြသွားခြင်းနဲ့ဆိုတဲ့ဘရိုနီကာမြန်မာပရိသတ်တွေရဲ့ချစ်တော်ဖိုင်တာမာလေးဘရိုနီကာတယောက် KM မာလေးဘရိုနီကာကတော့သူမအနေနဲ့ဒီနေ့ညမှာရှင်ပြိုင်သွားမဲ့1 Friday 5ပြိုင်ပွဲမှာပြိုင်မဲ့ Time မျိုးသမီးဖိုင်တာမာလေးကိုအလဲထိုးနဲ့အနိုင်ယူပြသွားခြင်းနဲ့ဆိုပြီးဖွင့်ရသွားခဲ့ပါတယ်ဘရိုနီကာဟာ1 Friday 5ပြိုင်ပွဲအဖွင့်ပွဲစဉ်မှာချီလီနိုင်ငံသူ Francis Capira ကိုဒိုင်းအဆုံးဖြတ်နဲ့အရှုံးပေးထားခဲ့ရတာဖြစ်ပြီးဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Time မျိုးသမီးဖိုင်တာနဲ့ပွဲစဉ်ကိုတော့မဖြစ်မနေအနိုင်ယူပြသွားဖို့တော့လိုအပ်နေခဲ့တာဖြစ်ပါတယ် ရန်နီကာအတွက်ဒီပွဲစဉ်ဟာအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပရိသတ်တွေကလည်းရန်နီကာရဲ့ပွဲစဉ်ကိုအလေးထားပြီးစောင့်ကြည့်နေကြကြတာပါ။နောက်ပြီးခုနောက်ပိုင်းဝမ်ပြိုင်ပွဲမှာရှင်ပြိုင်ကစားနေကြတဲ့မြန်မာဖိုင်တာတွေဟာအရှုံးရလဲအတေနဲ့သာဇက်တိုက်ရင်ဆိုင်နေကြရတာဖြစ်ပြီးအဲ့ဒီအတွက်ရန်နီကာကနိုင်ဝဲဝေးကွာနေတဲ့မြန်မာဖိုင်တာတွေကိုစားဝမ် Friday Fight မှာနိုင်ဝဲပြန်လည်ရယူပေးသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ဒီတစ်ခါရန်နီကာရှင်ပြိုင်သွားရမယ့်အမျိုးသမီးဖိုင်တာကအရက်၅ပေ၂လက်မှသာရှိတဲ့အထိုင်းအမျိုးသမီးဖိုင်တာတွေပါလေပါ။ ရနီကာက28နှစ်ဖြစ်ပြီးအရက်အမြင့်9ပိန်9လက်မအထိရှိသူဖြစ်ပါရင်တကယ်ပဲ Time Fighter မလေးကတော့အကောင့်သေးတယ်အစိပ်ပြင်းတယ်ဆိုပြီးဘရနီကာလေးနဲ့ short track ထားလို့တော့မရဘူးလို့ဆိုရမှာဖြစ်ပြီး One Friday Fight ပြိုင်ပွဲတွေမှာနိုင်ပွဲတွေဇက်တိုက်ပိုင်းဆိုင်ထားခဲ့တာဖြစ်ပါရင် ဝမ်းမှာခုနှစ်ပွဲဆက်နိုင်ပွဲရထားတဲ့အဆိုပါအမျိုးသမီးလေးဟာအလဲထိုးနဲ့နိုင်ယူထားတဲ့ပွဲစဉ်တစ်ပွဲကလည်းပါဝင်ထားခဲ့သေးတာဖြစ်တဲ့အတွက်သူကက short ထွက်ထားလို့မရတဲ့အမျိုးသမီး fighter တူဖြစ်ပါတယ်။နောက်ပြီးစကောနဲ့သမီးလေး Bronica ကိုအနိုင်ယူပြီးဝမ်းရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးကိုရယူသွားဖို့အထိရည်ရွယ်ချက်ထားခဲ့သေးတာဆိုပြီးပြီးခဲ့တဲ့ရက်ကဖွင့်ခလို့သွားခဲ့ပါသေးတယ်။ဒါအပြင် Bronica ရဲ့ပွဲစဉ်နဲ့ပတ်သက်လို့ပေါ်ပိုင်းကိုလည်းအရင်ကထက်တင်ထားခဲ့တာဖြစ်ပြီးအဆိုပါကိစ္စနဲ့ပတ်သက်ပြီးအခုလိုပဲပြောသွားခဲ့ပါတယ်။ ဝမ်လုံမီမှာခွန်ရပွဲဆက်တိုက်အနိုင်ယူပြထားတည်တံအောင်ပရိသတ်အများစုရဲ့ယုံကြည်မှုကိုအပြည့်အဝများရှိသေးပါဘူးဒါပေမဲ့အဖြစ်အပျက်နဲ့ကိုယ့်ရဲ့ဒုတက်မှုတွေကိုတပွဲထက်တပွဲပို့ပို့ပြီးတော့ချပြလာနိုင်ပါတယ်ပွဲတပွဲအထူတိုင်းအချုံးနိုင်ကိုခေါင်းထဲမှာလုံးဝမထားပါဘူးကိုယ့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပဲချပြနိုင်ဖို့ဥတီကစားတာပါခွန်ရပွဲဆက်တိုက်အနိုင်ယူထားတည်တံအောင်ပါဝါဘိုင်းမှာတော့အားနေနေစေလို့ယုံကြည်ပါတယ်လူများစုကကျမရဲ့ 5IG ဘိုင်းကိုချီးကျူးကြပေမဲ့ကိုယ့်ကို ပွဲဖြတ်ပြနိုင်လောက်တဲ့ပါဝါမျိုးမရှိသေးဘူးဆိုတာသိထားပါတယ်။ဒါကြောင့်လင်းချင်းချိန်တိုင်းမှာအဲ့ဒီအပိုင်းတွေကိုတိုးတက်လာဖို့အများတန်းဂယူဆိုင်ခဲ့တာပါ။နောက်ထပ်တိုးတက်မှုတွေရှိလာဖို့လည်းဆက်ပြီးတော့ကြိုးစားသွားမှာပါ။ဒီနေ့နေ့ရောက်ရင်ကျမလည်းဒေါ်လာတသိန်းနဲ့စာချုပ်ကြီးနဲ့ထိုက်တန်တယ်လို့ promotion ဘက်ကမြင်လာတဲ့အခါအခွင့်အရေးကိုမိမိရရစုပ်ကင်နိုင်ဖို့ကြိုးစားသွားမှာပါဆိုရင်စကောနီတမီလေးကဖွင့်ရသွားခဲ့ပါတယ်။ Ronica ကလည်းဒီနေ့အရှင်မြိုင်ထိုးသက်သွားမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးအလဲထိုးနေတာအနိုင်ယူသွားခြင်းပြီးအမှတ်နဲ့အနိုင်ယူတာမျိုးလုံးဝမလိုချင်ဘူးဆိုပြီးပြောသွားခဲ့ပါတယ်။ Ronica က ဒီဘက်ကကျမတို့အသိကိုအေးပါနေပါတယ်။ဘာလို့လဲဆိုတော့ပရိသတ်တွေကဝမ်ချမ်ပီယံရှစ်လိုနေရာမျိုးမှာရှင်တန်ကျင်လည်နေလာမျိုးကိုမြင်ကျင်ကြတာပါ။နိုင်ဝဲလည်းရစေကျင်ကြတယ်လေ။ဒါပေမဲ့အဖွင့်ပွဲတုန်းကရှုံးသွားတော့ဒီပွဲအတွက်ပုံပြီးပြင်ဆင်ရသလိုသူတို့အတွက်နိုင်ဝဲလည်းရယူပြကျင်ပါတယ်။ဒီချိန်ထဲမှာပဲဝမ်ချမ်ပီယံရှစ်မှာစာချုပ်ကြီးနဲ့ထိုက်တန်တဲ့ကစားသမားမျိုးဆိုတာလည်းတက်တဲ့ထူးချင်တာပေါ့။ ဒီပွဲအတွက်ပြင်ဆင်တဲ့နေရာမှာယောက်ျားလေးဖိုင်တာတွေနဲ့ကြီးပဲပူးတွဲလေးကျင်ခဲ့ပါတယ်။ဒါကြောင့်အနိုင်ရလက်ကအသေးစားတော့ရှိတယ်လို့ပြောချင်ပါတယ်။ဒါပေမဲ့လွန်ချင်တာကအလဲထိုးနိုင်ပွဲမျိုးပါ။ကို့မှာအားပါတဲ့လက်သီးထိုးချက်တွေပိုင်းဆိုင်ထားတော့အစွမ်းကုန်ကြိုးစားသွားပါမယ်လို့အမှန်နဲ့တော့နိုင်တာမျိုးမလုံးဝမလွန်ချင်ဘူးဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်။